2010ခုနှစ်အတွက် Academy စူပီပွဲကို2022ခုနှစ် February လမှာကျင်းပတဲ့အခါစူရရှိတဲ့သူတွေကိုပျော်ရွှင်စွာပဲတွေ့မြင်ရပါတယ်။ AY ရဲ့တတရဲ့အကောင်းဆုံးမျိုးသားဆက်ဆောင်စု၊အကောင်းဆုံးမျိုးသမီးဆက်ဆောင်စုတွေရကြတယ်။ပြည်ရခြားသူတွေလည်းပြုံးပြုံးပျော်ပျော်တွေ့ရတယ်။အဲ့ဒီညပွဲမှာစာရေးဆရာမပုံညခင်အကောင်းဆုံးစကားစုရတဲ့အာတန်ရဲ့ AY ရဲ့တတရဲ့ဆိုတဲ့စကားကိုရိုက်ကူးတဲ့သူကိုလည်းတွေ့ရတယ်။ ဒါပေမဲ့တယောက်တော့ပျောက်နေတယ်။အဲဒီစကားရဲ့ဆက်ညွှန်းတဲ့ဒရိုက်တာကိုတာဝန်ယူထားတဲ့ဒရိုက်တာဝိုင်းပဲရောက်နေလဲ။ in mission အရိစကားရဲ့ဆက်ညွှန်းတဲ့ဒရိုက်တာကိုတာဝန်ယူထားတဲ့ဒရိုက်တာဝိုင်းဘယ်ရောက်နေလဲဒရိုက်တာဝိုင်းဟာအဲ့ဒီနှစ်က Academy ပေးပွဲမကျင်းပခင်ကတည်းကဖုန်းပိတ်ထားမယ် Academy ပေးပွဲကိုလည်းတက်ပြစ်ချင်မှတက်ပြစ်မယ်ဆိုပြီးတော့မှဒီလင်းကျင်ညာခဲ့ပါတယ် 2010ခုနှစ်အတွက် Academy စီးရင်ဝင်တဲ့စကားပေါင်း55ကားတိတိရှိပါတယ်။အဲဒီစကားတွေထဲမှာဝင်ဝင်ကောင်းတဲ့ဟာတာစကားတွေဖြစ်တဲ့ဟတ်တီတဲ့ကြောက်တင်ပုံတွေမိုးထားတဲ့အိမ်ဆိုတဲ့စကားတွေပါဝင်တယ်လို့အဲဒီခေတ်ရဲ့ဒိတ်ဒိတ်ကျဲမင်းသမီးတွေတွေ့တဲ့နှစ်ဖက်တဲ့ဆုံတွဲများဆိုတဲ့စကားလည်းပါတယ်။ Academy ပေးပွဲအတွက်ကိုတော့2012ခုနှစ်မှာကျင်းပဖို့အတွက်ဖြစ်လာတဲ့အခါမှာအဲ့ဒီနှစ်အတွက်အမေဂျေဆုဆက်ပူးခြင်းနဲ့မိဘမြတ်တာဘွဲကအငုံမျက်လုံးအပြုံးမျက်နှာ အငိမ့်ဆက်တပင်လောကနောက်ခံဆက်လံအာဒံရဲ့ဧဝရဲ့တတရဲ့အချစ်ဆက်လံနောက်ပြီးတော့ပင်လယ်ထက်ကနေဝန်းနီဆိုတဲ့စလုံးကျွန်းမှာရကူထားတဲ့စကားတွေကရေပန်းစားခဲ့ပါတယ်။အဲ့ဒီခေတ်ရဲ့အောင်မြင်ဆုံးလူကြိုက်အများဆုံးအနေနဲ့အာဒံရဲ့ဧဝရဲ့တတရဲ့ဆိုတဲ့စကားကိုဒရိုက်တာဝိုင်းကအောင်မြင်စွာရကူခဲ့ပါတယ်။ဒီစကားရဲ့နောက်ွယ်မှာဘလို့အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လဲဆိုတာကအရင်ဆုံးပြန်ပြီးတော့မှလေ့လာကြည့်ရအောင်ဒီစကားရဲ့ဘက်ကန်ရှင်ဒရိုက်တာဝိုင်းဟာမူလပထမကတရုတ်ဆောင်အနေနဲ့နောက်ပိုင်းမှာတော့ VCT ဒရိုက်တာအနေနဲ့ VCT ခင်မှာစနာမည်ရလာပါတယ်ရှေ့ပိုင်းမှာအစိုးရကပြပွဲမှုရဲ့ရင်ခုန်သတ်မှတ်တမ်းများထဲကတယောက်ထဲငုံမယ်လို့လို့ဇလန်းတွေပြီးတော့တခြားသောတချင်းတွေအများကြီးမျိုးကြီးအလွန်ဝအဆရှိတဲ့တချင်းတွေကိုလည်းရိုက်ကူးခဲ့ပါတယ်သူရိုက်ကူးတဲ့ပုံစံကဇလန်းပုံစံနေ အဲ့ဒီခေတ်မှာဒီတိုင်းရုပ်ပြအလှတက်တက် ပုံစံထက်ဇလန်းသဘောတွေပါတဲ့ဇလန်းပုံစံတွေကိုအသေးကွဲဇလန်းခေတ်စားနေတဲ့ကိုရီးယားဇလန်းဆန်ဆန်တွေအများစုတွေ့ရပြီးတော့မှတဖြည်းဖြည်းနဲ့နာမည်ရလာခဲ့ပါတယ်။အဲ့ဒီထဲမှာမှနာမည်အကျော်ကြားဆုံးဖြစ်သူ့ကိုလူတွေသတိထားမိသွားစေတဲ့အကျော်ကြားဆုံးသချင်းဆိုရင်တော့ချစ်သူမျက်နှာဆိုတဲ့အခွေမှာပါဝင်ထားတဲ့အဆိုရဘလူးဘယ်ရီအဖွဲ့ရဲ့မမေးပါနဲ့ဆိုတဲ့ချွတ်ချောလေးမှုချစ်တာလို့ လူတည်များခဲ့တဲ့တခြင်းပဲဖြစ်ပါတယ်။တခြင်းနာမည်မသိဘူး။တခြင်းကောင်းစင်မသိဘူးပေါ့နော်။အဲအမတို့စင်ပေါ်မှာဆိုလိုက်တာချောချောလေးမို့ချစ်တာပဲသူတို့သိရဲ့။အမှန်ကတခြင်းနာမည်ကမမေးပါနဲ့။မမေးပါနဲ့ပေါ့နော်။ဟုတ်တယ်။ဒါမဲ့တော်တော်များများကြတော့အမတို့ blueberry ဖွဲဆိုတာမှမသိဘူးပေါ့နော်အမတို့ခစ်ကအမတို့အရွယ်အဲကလေးတွေပဲတီးကြတာများပါပေါ့နော်အဲ့ပေါ့သူခင်းတဲ့သူ့ချိန်ပေါ့နော်အမတို့ခစ်ကလည်းအဲမျိုးအမတို့ဒီမီဒီယာမပေါ်ခင်မှာပဲပောက်တယ်ဆိုတော့ဘာပဲပြောပြိတက်ကတော့အားပေးခဲ့ ခက်ခဲလို့ထင်ပါတယ်ဗျ။ဒါပါဘူးဒီချက်ချုံးလေးမို့ချစ်တယ်သချင်းပေါက်မယ်ဆိုတော့လည်းမထင်ထားဘူး။မတို့ sample တွင်းတော့ကလည်းဒီချင်းကတော်တော်ရိုးတာပဲ။အဲ့လိုမျိုးစဉ်းစားတာပေါ့နော်။တကယ်တမ်း director ကသူ့ရဲ့ idea နဲ့ပေါ့နော်ဒီတက်မုံမြင့်နဲ့မိုင်းမိုင်ကိုပြောဆောင်လိုက်တဲ့အချိန်မှာပရိသတ်ကပို့ပြီးချစ်သွားတယ်။အော်ဒီအစိုးရချက်ကိုပေါ့နော်ဒီအမတို့တချင်းကအဲပို့ပြီးတော့တိုးဆောင်လေးတွေလည်းကောင်းတဲ့အတွက် VCD ကပို့ပြီးတော့ပေါက်သွားတယ်လို့ပြောရမှာပေါ့နော်ဟုတ်ဒီတချင်းမှာကြော်ညာမင်းသမီးဗီဒီယိုတွေစတင်ရိုက်ကူးလာတဲ့တက်မွန်မြင့်နဲ့ရိုက်ကူးထားပြီးတော့မှာ အဲ့ဒီတခြင်းကိုထုတ်လုပ်တဲ့သူကလည်းအာဒံရဲ့ဧဝရဲ့တတ်တရဲ့ဆိုရက်စကားရဲ့ထုတ်လုပ်သူမခင်ဆန္ဒမြင့်မဲ့ဖြစ်ပါတယ်ဒီလိုကြော်ကြားအောင်မြင်မှုတွေနဲ့တူ2000 2008 2009ဆိုတဲ့ကာလတွေမှာ Director Wine ဟာ DVD စကား video စကားစရှိတဲ့စကားတွေရကူရင်နဲ့အသေးခွဲ lady နေချက်ချင်းနတ်သမီးချင်းစာအစရှိတဲ့ video စကားတွေဟာအောင်မြင်ကြော်ကြားမှုကိုပို့ပြီးတော့ရရှိစေပါတယ် ပြီးတော့တခြားဇာကားတွေအများရကူရနဲ့အတူ DVD ဇာကားအဖြစ်လဲသူ့ရဲ့ကနဦးဇာကားဖြစ်တဲ့ဆိုင်းဆိုင်းခန့်လိုက်နဲ့ Indrajosin တို့ပါဝင်ထားတဲ့ Aimis စိန်ညွှန်းရာပြီးတော့နောက်ပိုင်းမှာ NATO Indrajosin တို့နဲ့ရကူတဲ့နှလုံးသားစီရင်ခန်းဆိုတဲ့ဇာကားနေငေါ့မချစ်နိုင်တော့ပဲမေငါတော့နင့်ကိုချစ်တဲ့အချစ်တင်နေဆက်ပြီးတော့ရှင်းတန်းနေမှာပါပြီးတော့နောက်ထပ်ရကူတဲ့ Love of Venus လို့ခေါ်တဲ့ Venus ရဲ့ Love လို့ခေါ်တဲ့ Meet in Saint လို့လည်းခေါ်တဲ့စကားတွေနဲ့အောင်မြင်လာတယ်။ဘဝမှာဥစ္စာတော်ရအောင်做爱，那那那要多，再也没戏了。 ငါရဲ့ငါရဲ့အချက်ကိုအတိအမှတ်ပြုလဲဆိုရင်ငါရဲ့နောက်ဆုံးစာနာကိုဖြစ်စီပေးပါနော်ရုပ်ရှင်ကားကြီးအနေနဲ့ကျောက်ဆက်ရည်ဆိုတဲ့မိပါမြတ်တာဖွဲ့စကားကိုရိုက်ကူးဖြစ်ရာကနဲ့နောက်ပိုင်းမှာအာဒံရဲ့ဧဝရဲ့တတ္တရဲ့ဆွဲစကားရိုက်ကူးဖြစ်တာဖြစ်ပါတယ် အာဒန်ရဲ့အေဝါရဲ့တတ်သားရဲ့ဆွဲစကားရဲ့ပရိုဂျူဆာကတော့မခင်ဆန္ဒမြင့်မဲ့ဖြစ်ပြီးတော့ဒီစကားကိုယုံတင်ခွင့်ရဖို့အတွက်အခက်ခဲတွေအများကြီးငွေကြေးကုန်ကျမှုတွေအများကြီးဖြစ်ခဲ့တယ်လို့သိရပါတယ်။မဖြစ်လို့လဲဆိုတော့ Eric Kick က Flynn စနစ်နဲ့သွားနေတာဖြစ်တဲ့အတွက် HD ရနဲ့ Flynn ကိုသွားဖို့အတွက်ကိုတော့မှတော်တော်ခက်ခဲခဲ့တယ်လို့သိရပါတယ်။ဒါပြင်နောက်ထပ်အခက်အခဲတစ်ခုကတော့စင်စာအဖွဲ့ကပြသရန်မသိလို့ဖြတ်တောက်ရန်ဆိုတဲ့ဟာကိုဂျုံလိုက်ရတဲ့ တကယ်ထံပေါ်စောက်ဝင်ခန်းတရအနှမ်းနဲ့ပတ်သက်တဲ့စောက်ဝင်ခန်းဖြစ်ပါတယ်မင်းကောနမ်းမလားမနမ်းဘူးလားပြောမင်းမနမ်းရင်ငါနမ်းမှာနော်ခမည်းမလူစိတ်ရောရှိသေးရဲ့လားထင်စီငွေလောက်ခမည်းလှုပ်ချင်တိုင်းလှုပ်လို့ရမယ်တမဲ့ပစ္စည်းမဟုတ်မင်းကချက်ပါတယ်လို့ဝေခံထားတဲ့ငါချက်သူမင်းရှိမှလည်းငါကြောက်နမ်းပြအေးမင်းမနမ်းရင်ငါနမ်းဘူးဒီလိုခက်ခဲတွေကိုကြော်လွန်ခဲ့ပြီးတော့မှ 2021ခုနှစ်ဇူလိုင်လမှာအထူးပွဲကျင်းပပြီးတော့မှ အများပြည်သူကြည့်ရှုလို့ရရုံတင်တဲ့အခါအောင်မြင်မှုအကြီးကျယ်ရခဲ့ပြီးတော့2021ခုနှစ်အတွက်ကိုဝန်ဝေကောင်းဆုံးစကားအနေနဲ့ခေတ္တခုကိုပြောင်းပေးနိုင်တဲ့စကားအဖြစ်သတင်းစာရဲ့ဖော်ပြမှုပြီးတော့ပြည်သက်တွေရဲ့ချစ်ခင်မှုအရှိန်ဟောင်ပြင်းပြင်းနဲ့မင်းသားမင်းသမီးတွေအတွက်ကဒရိုက်တာအတွက်ပါ ဖြစ်စေခဲ့သလိုစာရေးဆရာမှပုံညခင်အတွက်ပါ ဖြစ်စေခဲ့တယ်လို့ကျွန်တော်ကတော့သုံးသပ်မိပါတယ် အပြင်မဲ့အချစ်ဆက်ကားတကားအနေနဲ့ Trider Academy စုဆက်ကား Academy စုမင်းသမီး Academy စုတွေတက်ကိုတေးချသလားဆိုတော့ Trider Wine ကတော့အသူ့ရဲ့ Academy ခန်းစားချက်ကိုပြန်ပြောတဲ့အခါမှာအရင်နှစ်တွေမှာပြန်ကြည့်လိုက်ရင်ကြောက်ဆဲ့ရေဆိုတဲ့အခါလွဲတယ်။အရင် AO ရဲ့တက်တာရဲ့ဆိုတဲ့စကား Academy ဂျင်းသေးတလောက်ရှိရဲဆိုဖြေဆိုထားပါတယ်။ဒါပေမဲ့အဲ့ဒီခေတ်ရဲ့စံစနစ်တွေကိုသိရှိထားတဲ့သူတယောက်အနေနဲ့ကတော့ကျွန်တော် နည်းနည်းတော့မေခွန်းထုတ်ဆရာရှိပါတယ်။ Academy ပေးပွဲမှာတိုင်ခင် interview တချို့မှာရုပ်ရှင်အစည်းအရုံးနဲ့နှိစမှုရှိတဲ့ driver ကြီးဦးကြည်စောထုံးကမေးများနဲ့ interview ကိုပြန်လည်ပြီးတော့မှကြီးလိုက်တဲ့အခါမှာတော့အားလုံးလည်းဆက်စပ်။နာမည်ကတလုံးနဲ့သူကအဲ့ဒီနှစ်အတွက် driver စုကို bin le tech ကနေဝင်းနီဆိုတော့ စလုံကျွန်းမှာ အခြေခံပြီးတော့ရိုက်ကူးထားတဲ့ဇလန်းကိုတော့အဲ့ဒီဒါရိုက်တာရဲ့ခင်မောင်ဦးစိုးသိန်းထွက်ကအလားလာကောင်းမယ်ဆိုပြီးဒါရိုက်တာကြီးကတော့အတီလင်းဖြေဆုပ်ခဲ့ဖူးပါတယ်ဒီခန်းကိုပြဒီခန်းကိုပြနောက်ထပ် driver wine ကို academy လွှဲစီခဲ့တဲ့ နောက်ခံအကြောင်းရင်းကိုလေ့လာကြည့်လိုက်တဲ့အခါမှာ ဲ့ဒီနှစ်က Academy ပေးပွဲမကျင်းပခင်မှာ Director Y ဟာဆုတဆုရခဲ့ပါတယ်။လွတ်လပ်ခြင်းရုပ်ရှင်ပွဲတော်ဆိုတဲ့ပွဲမှာပရိသတ်အကြိုက်ဆုံးဆုကိုအဲ့ဒီအခန်းဖြတ်ဆိုတဲ့ဇလန်တိုဇလန်နဲ့ရိုက်ကူးရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီဇလန်တိုထဲမှာရိုက်ကူးထားတဲ့အကြောင်းအရာက စင်စာလူကြီးတွေကိုဝေဖန်ထားတဲ့အကြောင်းအရာဖြစ်ပါတယ်။အဲ့ဒီအနေထားနဲ့ပတ်သက်ပြီးတော့စင်စာလူကြီးတွေဆိုတာဘယ်ကလာတာလဲရုပ်ရှင်စီယုံကလာတာ အကယ်ဒမီကဘသူကပေးတာလဲရုပ်ရှင်အစည်းအရုံးကသူတွေနဲ့စင်စာလူကြီးတွေနဲ့ဆက်ဆက်ပြီးတော့ပေးတာအဲ့ဒါကိုကင်ထားတာကပြန်ကြားရေးဝန်ကြီးဌာနဒီလိုအနေထားတွေကြားမှာအဲ့လိုအတိလင်းစစ်ကြေညာထားတယ်တခြားစုတွေလည်းရထားတယ်တခြားစုကလည်းအဲ့ဒီချိန်တုန်းကအတိုက်ခံပါတီဖြစ်တဲ့ NLD နဲ့နှိဆက်တဲ့ကျင်းပတဲ့ရုပ်ရှင်ပွဲတော့ဒီလိုအနေထားမျိုးနဲ့ဂျိမ်းသေးတယ်လို့ရှိတယ်ဆိုတာကပါပါလေ ကယ်ဒမီဆိုတာဘယ်တော့မှပြိတက်ကပေးခဲ့တာမဟုတ်ပါဘူးယုတ်ထုဆိုတာကပြိတက်ဆိုတာထက်တာဝန်ရှိတဲ့သူတွေပေးတာဖြစ်ပါတယ်ပြိတက်ကြိုက်တယ်တေးချပေးလားအဲ့ဒီနှစ်ရဲ့အကယ်ဒမီရေချိန်နဲ့ရှစ်နှစ်တွေရဲ့စံနမူနာတွေကိုကြည့်ကြည့်လိုက်မယ်ဆိုတော့ ်မင်းသားမင်းသမီးတွေတောင်ရသွားလို့သာရသွားတာဖြစ်ပါတယ်။မူလပထမကမင်းသမီးတတ်မွန်မြစ်ကိုမိဘမြတ်တာဖွဲ့ဆက်လန်းဖြစ်တဲ့အမေဂျေဆုဆပ်ဖူးချန်နယ်ဆိုတဲ့စကားမှာပို့ပြီးတော့မှရနိုင်တယ်လို့အာရဲဧဝရဲ့တပ်သားရဲ့ပရိုဂျူဆာကိုရိုင်းတော်မှထင်ခဲ့တာဖြစ်ပါတယ်။တခြားသူတွေလည်းထင်ပါပဲ။အဲဒီနှစ်ကအဲ့လိုအခြေအနေတွေကြားထဲမှာအချစ်ကားနဲ့ဂျင်းတည်တယ်ဆိုတာပါဘူးပြောရတယ်။ဆိုတော့သူကိုရိုင်းတော်မှပထမဆုံးရုပ်ရှင်စကားကြီးဟာ အချစ်ကအရိုက်ကောင်းတဲ့ဒရိုက်တာကြီးရဲ့ဝဲဦးထွက်ဖလင်ရုပ်ရှင်ဆက်ကားကြီးဟာမိဘမြတ်တာဖွဲ့ပဲဖြစ်ခဲ့ပါတယ်။ရုပ်ရှင်ကြီးပြိသက်တွေပေးတယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ငင်းစရာတော့မရှိပါဘူး။ဒါပေမဲ့အဲ့ဒီခေတ်ရဲ့လူကြီးတဲ့သဘောထားရှေ့ရှေ့တုန်းကမပြောင်းလဲတဲ့မပြောင်းလဲသေးခင်ကအခြေအနေတွေကိုပြန်ပြီးတော့သုံးသပ်ကြည့်လိုက်မှဆိုတော့ Trader White ဟာ Academy ပွဲပြီးပြီးတိတ်မကြခင်ပါပဲ။အဲ့ဒီစကားရဲ့ producer ဖြစ်တဲ့ Mackenzie Namie ကြီးတော့အဆူရောဆိုင်ဆိုင်ခါနိုင်လဲပါသေးတယ်သူတို့နှစ်ယောက်နဲ့ရိုက်ကူးဖို့စီစဉ်ထားတဲ့စကားနှကားလုံးကိုမရိုက်ကူးဖြစ်တော့ပါဘူးဆိုပြီးတော့မှသူ့ဘက်ကနေတပ်ဖက်တက်ရဆိုင်ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာဂျူပေးရဲ့ကြီးကျွများဆိုတဲ့စကားကိုတော့အာဒန်ရဲ့အေးဝရဲ့တတရဲ့ဆိုတဲ့စကားရဲ့အပိုင်းနှစ်အနေနဲ့ရည်ရွယ်ပြီးတော့မှဆန်းဆန်းခါလိုက်နေတော့တကားဆက်လက်ရကူဖြစ်ပါတယ်မင်းသမီးတက်မွေမြင့်နဲ့လည်းဗီဒီယိုစကားတွေနဲ့ရုပ်ရှင်စကားကြီးတွေ ဆက်လက်ရခုဖြစ်ပါတယ်။ဒါပေမဲ့အကြားထဲမှာတော့ရွှေရွှေထွေထွေပြဿနာတွေအများကြီးဖြစ်သွားသေးပါတယ်။ producer မခင်ဆန္နာမြင့် Hard and Soul လို့ရှင်ထုတ်လုပ်ရင်းနဲ့တော့နောက်ပိုင်းချစ်ချစ်ခင်ခင်တွေးမြင်ရပေမဲ့လို့ရှင်စကားကြီးတွေတော့ဆက်မရခုဖြစ်တော့ပါဘူး။ကြားလိုက်ရတဲ့သတင်းတဲ့တဲ့ကတော့အကြောင်းပြချက်ကပါလဲဆိုတော့ဂျေဆုတင်စကားပြောတဲ့စကားကိုမကြိုက်လို့ပါဆိုပြီးတော့လဲကြားပါရယ်။ဘာရင်းများ found to ပြီးတော့ပြောထားသလဲ။ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုရှင် ဟာရန်ဆိုရုပ်ရှင် ထုတ်လို့ရေးက ပြန်ကြားပြောဆိုပေးပါရန်ဖြစ်ပါရခင်ဗျာကြောက်လာကြတဲ့နိုင်ငံတော်အကြီးအကဲနဲ့ဂုံတရရှိ လူကြီးမင်းများအပြိသက်များအမှုပညာညီကိုမောင်နှမများကြီးစုအားပေးနေကြတဲ့ပြိသက်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့နှုတ်ဆက်လိုက်ပါတယ် အာရန်ရေဧဝရေဓတရေဆိုတော့ဒီဇကားလေးဟာရုပ်ရှင်ကားကြီးအဖြစ်မပြောင်းလဲခင်မှာအရေးချင်းပြည့်မီမမီဆိုပြီးတော့အစင့်စင့်အရေးချင်းအစစ်ခံပြီးတော့မှ ပြောင်းလဲခွင့်ရခဲ့တဲ့ကားလေးတကားဖြစ်ပါတယ်အဲ့အတွက်ကြောင့်ပြိသက်လည်းအာပေးကြီးရှုနိုင်ခဲ့သလိုအောင်မြင်ခွင့်ရခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်အဲ့အတွက်ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးနှင့်တကွမြန်မာရုပ်ရှင်လုပ်ငန်းမှတာဝန်ရှိသူများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါရယ်ဒီဇကားလေးရိုက်ကူးထုတ်လုပ်ခဲ့စဉ်အခါအဆအဆအရာရာအကူအညီပေးခဲ့ကြတဲ့တရုတ်ဆောင်များအားလုံးဒါရိုက်တာဝိုင်းနှင့်တကွဆက်အဖွဲ့များအားလုံးအမှုပညာရှင်အတက်ပညာရှင်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါရယ်ရုံတင်ပြသစဉ်အခါမှာလည်းဝိုင်းဝန်းကူညီပေးကြတဲ့ ရုပ်ရှင်ယုံပိုင်ရှင်များမီဒီယာများ တခဏအားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါရယ်။နောက်လည်းဒီလိုမျိုးကားကောင်းလေးလေးဆက်လက်ပြီးတော့ထထုတော်နိုင်အောင်ကြိုးစားပါမယ်လို့ကတိပေးပါရရှင်။ကျန်းမာရေးများကျန်းမာရေးများကျန်းမာရေးများနာနာပါနေတွန်းလာလို့ကျန်းမာနာပါနေများဟာဒီခန်းကိုပြဒီခန်းကိုပြဟွန်း ။ဒါနိုင်ငံတော်ကိုစော်ကားနေတာ။ဒါနိုင်ငံတော်ကိုသိခါကြအောင်လုပ်နေတာ။ဘယ်နဲ့ကွာ။ဒီလိုကားမျိုးများတိုင်းတစ်ပါးသားများကြည့်ပြီလို့ရှိရင်ဒုဗမာပြည်မှာတထောင်သားတွေရှိနေပါလားလို့သူတို့ထင်သွားမှာပေါ့။ဟင်။ဟာ။ဘူဘူတောင်သားကြီး။ဆက်ပြီးတောက်တောက်ပြန်ဘလူးပြောလိုက်တာလေ။အော်ဗမာပြည်မှာတထောင်သားတွေအများကြီးရှိနေဆိုတာလူလိုက်တင်ကြတယ်လို့ပြောတာပါဗျာ။ဟုတ်ကဲ့ခင်ဗျာ။ အဲ့ဒရောင်းသားတွေရှိတယ်ဆိုတာအပြင်မှာရှိရှင်ရှိမှာပေါ့ကျုပ်ကရုပ်ရှင်ထဲမှာမရှိရဘူးဟမ်ဒီမှာတော့လားခမရကိုကိစ္စကိုပဲလုံဆောင်ပါရုပ်ရှင်ထဲမှာဆေးလေးတောက်တဲ့အခါပါလာရင်ဖြတ်ဖို့သာလို့ခမရဖမ်းရမယ်လေနားမလဲဘူးဟုတ်ဟာပါလေဆလေးတောက်တဲ့ခံဖြတ်လိုက်ရမလားရှင်။အော်ဟိုကတော့ကိုမတော့ပါဘူး။နေရာနဲ့ဖြတ်မယ်ဆိုတာကြီးပဲ။ဘယ်သူတော့ငိုကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဒီကားလေးကိုဓာတ်တာပြည့်ပြည့်တည်ဦး။အေးဝါပြတ်တမ်းမူ။အာရန်ပြည့် ဆိုင်ဆိုင်လို့ကျွန်တော်တို့အကောင်းဆုံးကြိုးစားထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်